ကိုကနိုင်ငံသားမှာသွားပြီးတော့ဟိုဘက်မှာရောက်မဲ့ဟာကြီးကိုဒီ day plan ကိုဒီဘက်မှာတည်းကအရန်လောက်လို့တော့မရအောင် general လောက်ပဲလောက်လို့ရမယ်ကိုသွားမဲ့နေရာရောက်တော့မှဒီ day plan နေလောက်တာတော့ဘာလို့အဲ့လိုမျိုးလောက်လို့ရတယ်ဘာလို့ဆိုတော့ပထမဆုံး financial အရေးကြီးဆုံးပဲအဲ့ဒီပတ်စံတွေကတုံးတဲ့ပုံစံကိုယ့်ရဲ့ expense တွေကဘယ်လိုရှိလဲ income တွေကဘယ်လိုရှိလဲဆိုတဲ့အပြောင်းအလဲပုံမျိုးဒီတစ်ခါကျရင်ဥပမာထားပါဦး income တွေကကောင်းပြီကိုထင်သားသလောက် expense တွေကမများအောင်မများတော့ကိုကနည်းနည်းလေးပေါ့ပေါ့လေးဖြစ်သွားတာမျိုးလေးရှိတယ်အဖြစ်နိုင်တယ်ဘောနော် ဟုတ်ကွာ expand နေကိုရေးလေကြီးမယ်ရေးလေများမယ်လို့ထင်တာပဲမြဲတကယ်တမ်း expand နေအလောက်မပြောအဲ့တော့ကို income မကောင်းနေတယ်အဲ့တော့ကိုလုပ်ချင်တဲ့ project တွေတိတ်မလုပ်ဖြစ်တော့ဘူးကိုရဲ့ project တွေကိုဘာကိုမလုပ်ဖြစ်တော့ဘူး delay ဖြစ်လာတယ်ကြာလာတယ်အော်နောက်ပိုင်းကျတော့မှအဲ့ဒီ impact တွေပြန်ထိလာတာမျိုးဒါလည်းဖြစ်နိုင်တယ်ဒါလည်းဖြစ်တယ်လေကိုမျော်လင့်ထားတာစဉ်းစားထားတာလုံးဝ plan နေ plan တွေပဲချရတဲ့အတိုင်းကိုဖြစ်ဖို့ဆိုတာတိတ်အရင်တော့မလွယ်ခဲ့ဘူးပေါ့နော်ကျွန်တော် experience ရဆိုလို့ရှိရင်တော့အမျိုးကတော့ဦးနဲ့လောပြောင်းလဲ environment တစ်ခုလုံးပြောင်းသွားတဲ့အချိန်မှာကိုရဲ့ feeling တွေစဉ်းစားပုံတွေအတွေ့အခေါ်တွေအဲ့ဒါတွေကတော့ပြောင်းသွားတယ်အဲ့ဒါတွေပြောင်းလာတယ် ပြောလို့ရှိရင်အလုပ်လုပ်ဖို့နေရပြောင်းလာတယ်အလုပ်ကတော့အရင်လိုပဲအဲ worry ကတော့ရှိပြီမဲ့လဲအလုပ်လုပ်တဲ့ project တွေလုပ်တဲ့အလုပ်ပုံတွေပြီးရင်ကိုယ့်ရဲ့မျှော်လင့်ချက်တွေနဲ့ရည်ရွယ်ချက်တွေကနည်း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 ပြောင်းလာကိုကမြန်မာပြည်မှာနေတော့ကျတော့မြန်မာပြည်ကိုယ့်ရဲ့ environment နဲ့ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ပုံတွေနဲ့တကယ်တမ်းဥပမာထားပါဦးချင်းမိုင်လုံးနေရာကိုရောက်သွားတယ်ချင်းမိုင်မှာနေလို့တအားကောင်းတယ်တအား enjoy လုပ်လို့ကောင်းတဲ့နေရာပေါ့နော်အဲ့ဒီအချိန်မှာဆိုကိုကပထမတွေးနေတယ်ကိုယ့်ရဲ့ serious ဖြစ်တာတွေရော serious မဖြစ်တာတွေရော ကိုရည်ရထားတဲ့ဟာတွေကိုကိုလုံးလုံးမယ်ဆိုတဲ့ပုံစံမျိုးရောအဲ့အကောင်တော့အဲ့ဒီအတိုင်းကြီးပဲတပုံစံနဲ့ဆက်ပြီးတော့မှဆက်သွားဖို့ဆိုတာတော်တော်လေးဟိုကွန်မစ်မန့်လည်းရှိပြီးတော်တော်လေးလဲလုံးနာမရမှာဒါတော့မှကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်ချင်းမမှန်နေခဲ့တော့ဘဲမှသွားရတယ်မပေါ့ဘူးဘာမှအဲ့လိုမျိုးအဲ့မျိုး enjoy လုပ်ရတယ်မပေါ့ဘူးကျွန်တော်ရည်ရချက်အရာကျွန်တော် relocate လုပ်ပြီးကျွန်တော်လုပ်ချင်တဲ့ project တွေအကုန်လုံးလုံးမယ်လို့ပဲရည်ရထားရတယ်အဲ့လိုမျိုးပဲလုပ်ခဲ့တာတော့မှလုပ်တဲ့အတိုင်းမဖြစ်ဘူးပေါ့နော်တိတ်မဖြစ်ဘူးပေါ့နော် ဆိုတော့တချို့ဟာတွေဆိုလို့ရှိရင် project တွေကကြာသွားတယ်တချို့ project တွေကိုယ်ပိုင် project တွေဆိုပေမဲ့လည်းတချို့ project တွေကမလုပ်ဖြစ်တော့ဘယ်နဲ့နောက်ရောက်သွားတာမျိုးအဲ့လိုမျိုး postpone လုပ်လိုက်ရတာမျိုးအခုဆိုလို့ရှိရင်အခုမှဆက်လုပ်ရလွန်ခဲ့တဲ့လပေါင်းလတွေကလုပ်ရမယ့်ဟာတွေအခုမှဆက်လုပ်ရတာဒါလိုမျိုးအပြောင်းလဲရှိအရှိန်အောက်တွေချင်းလဲရတာမျိုးရှိဒါမျိုးလေးရှိရဆိုတော့အဲ့လိုပုံစံလေးကပြောင်းလဲတွေဖြစ်လိမ့်မယ်ပေါ့နော်ကိုကနောက်ဆုံးအဆိုးဆုံးအခြေအနေတွေကိုထည့်သွင်းစဉ်းစားရတယ်ဥပမာအဆိုးဆုံးအခြေအနေတွေမှာကိုကဘာလုပ်မှာလဲပေါ့နော်အဆိုးဆုံးအခြေအနေမှာဆိုတော့ကိုက project တွေလက်ခံပြီးလုပ်ပေးရတဲ့သူပေါ့နော် freelance project တွေလက်ခံဒါအတလားကြာမယ်ဒါအတလားကြာမယ်ဒါနှစ်ပတ်ကြာမယ်ဒါ design project designer ဆိုလဲ design project တွေ web developer ဆိုလို့ရှိရင် website တွေရေးရမယ်ဒါအတလားကြာမယ်ကိုက okay ဒါတော့နှစ်လားနှစ်လားရေးရမယ်တင်ဘလောက်ရမယ်ဒါတော့၃လားရေးရမယ်တင်ဘလောက်ကြာမယ်ဒါတော့၃လားရေးရမယ်တင်ဘလောက်ကြာမယ်ကိုကတော့လိုက်တယ် okay ဒီလားထဲမှာပဲ project က၃ခုလောက် run ရမယ်၄ခုလောက် run ရမယ်ဆို okay ဆိုပြီးတော့နိုင်ငံမှာနေလာအခုက routine အပြောင်းလဲတွေရောဘာတွေရောတခြားပေးရတွေရော visa ကြီးတွေရောဟိုဘာညာ အိမ်လားကားရောအိမ်လားကားဆိုရင်တပိုးစင်းနှစ်ခါတင်ရတာပေါ့နှစ်ခုတပိုးစင်းနှစ်လားသာတင်ရတာပေါ့အဲ့လိုမျိုးပေါ့နော်ကိုမသိတဲ့ပထမဦးနဲ့ဆိုင်ကယ်ဝယ်လိုက်ရတာတို့ဟိုဟာသုံးလိုက်ရတာတို့ဒီဟာဝယ်လိုက်ရတာတို့ ਨੇ ပတ်စံတွေကပေါ်သည်မရှိတော့ဘူးတစ်ချိန်တည်းမှာပဲအဲ့ခုန freelance project တွေကပထမ3လလောက်မှာခုနကိုရထားတာလေကိုကမျော်လင့်ထားတဲ့ပုံစံတိုင်းပေါ့တေးလဲတေးကြပြီးသားပေါ့နော်3လကျွန်တော် run နေဒါပေမဲ့3လပြီးရနောက်ပိုင်းမှာ project ပါလာတာတို့ဘာလို့ဆိုလို့ရှိရင်အဲ့လို risk တွေရှိတယ်အဲ့လိုမျိုးအခြေအနေကအဲ့ဒါပြောမကျွန်တော်ကျွန်တော်ခုနပြောချင်တယ်အဲ့လိုနောက်ဆုံးအဆိုးဆုံးဖြစ်နိုင်တဲ့အခြေအနေပေါ့နော်အဲ့လိုအခြေအနေမှာဆိုကိုကဘာလုပ်မှာလဲပေါ့နော် အဲ့လိုအချိန်တွေကဘတ်ဂက်ပတ်စံထားတာလားဒါမှမဟုတ်ဘတ်ဂက်တစ်ခုခုအလုပ်ပဲဖြစ် project ပဲဖြစ်ထားတာလားဒါမှမဟုတ်ဘလူးစီစဉ်ထားလဲပေါ့နော်ဒီလောက်အထိကိုတွေးလာတင်တယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးအတွေ့အကြုံတွေကျွန်တော်ရှိလို့အဲ့လိုမျိုးမိတ်ဆွေတငယ်ချင်းတွေမိလာတာတွေရောဖြစ်တာတွေရောရှိလို့ကျွန်တော်အဲ့ဒါကိုပြောတာပေါ့နော်။အဲ့ဒါကိုထည့်သွင်းစဉ်းစားတင်တယ်။ဟိုအရန်ကြီးတော့လည်းစိုးစိုးပြရတော့မဟုတ်ဘူး။ပြီးတော့သူ့နေရာမှာသူ့အန်သူ community လည်းရှိတယ်။ကိုလိုအပ်တဲ့ဟာတွေမသိရတာတွေရောလိုအပ်တာတွေကိုအကုန်လုံး community download လုပ်ရတယ်၊မေးလို့ရတယ်ဒါမျိုးတွေလည်းရှိရပေါ့နော်။ ဟိုအဓိကတော့ကိုယ့်အကူ preparation ကောင်းဖို့ကိုကျွန်တော်အဲတွေးကြုံရလေးနဲ့ကျွန်တော်ဟိုပြန်ပြီးတော့လာမေးတဲ့သူတွေရဲ့တချို့တော့အဖြစ်ကျွန်တော်ထည့်ပြီးပြပြပြီးတော့ဗောနော်အဲအဆိုးဆုံးဖြစ်မယ်ဆိုတဲ့ scenario ကိုကိုယ်ကထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတဲ့အကြောင်းပြောချင်တာကိုယ့်ရဲ့အဆိုးဆုံးအခြေအနေကဘာဖြစ်မှာလဲဗောနော်ငါ freelance project တွေလုပ်တယ်ဒါမှမဟုတ် by project တွေလုပ်တယ် remote job လည်းရှိတယ်ဆိုတော့အကုန်လုံးကတော့အကောင်လုံးမကျက်နိုင်ဘူးကွာထားပါတော့ project တွေကငါငါကူလာလို့ remote job ရလဲရှိရဆိုတော့အကောင်လုံးဘုံဆိုပြီးဒီအလားတွေမှာကျက်သွားလို့မဖြစ်နိုင်အဲ့လောက်ကြီးစိုးစရာအဲ့လောက်ကြီးစိုးရင်စရာမလိုမလိုတော့ဘူးလို့ထင်တယ်ပေါ့နော်အဲ့ဒါတပိုင်းပေါ့ အဲ့လိုမျိုးဟာတွေမှာမှာကျွန်တော်အဆိုးဆုံးအချိန်တွေပေါ့နော်အဲ project 3လေးခုလောက်ရက်သွားရင်ငါတော့ဘာလုပ်တော့မှာပေါ့နော်ဥပမာ project 3လေးခုလောက်ရက်သွားရင်ငါဟိုလာစဉ် expand ကြီးကတော့ cover ဖြစ်သေးတယ်အဆင်ပြေသေးတယ်ဟိုဦးလာလုံးအသုံးသေးလေးလည်းအဆင်ပြေသေးတယ်အခုတော့ပေါ့ပေါ့ဒီကနေလို့ရတယ်အဲ့ဒီဟာမှာမှာရော့သွားပြီ project က3ခုပဲကျွန်တော်တော့ပေါ့နော်အဲ့ project တစ်ခုမရှိတော့ဘူးနောက်တစ်ခုထပ်ရောက်မယ်ဆိုလို့ရင်ငါ့ကိုဘာတွေ impact ထိနိုင်လဲအဲ့လိုအချိန်တွေမျိုးရောက်ပြီဆိုလို့ရှိရင်တော့ငါဘာ action ယူပြီးဘလို့ဘလို့မျိုးလုပ်မယ်ဆိုတဲ့ဟာလေးတွေကိုကြိုတင်ပြီးစဉ်းစားထားရင်တော့နိုင်ငံခြားမှာဘယ်မှာနေဒီပေါ့နော်ကိုကနိုင်ငံခြားကိုကြက်တဲ့နိုင်ငံယူပြီးတော့မှ အဲ့ဒါတွေထည့်စဉ်စဉ်းစားပြီးတော့နေလို့ရတယ်ဗောနော်ဆိုတော့အဲ့ဒါဆိုရင်တော့အဆင်ပြေနိုင်တယ်ဟောနိုင်ငံအတွက်သွားဖို့ပြင်ဆင်နေတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးစဉ်းစားလို့ရတယ်ဗောနော်အော်တချို့တော့နည်းနည်းဒီဒီကြားတဲ့ဟာတွေပဲဖြစ်တချို့သိနေတာတွေပဲဖြစ်ကျွန်တော်မေးလို့ရတယ်ဥမာကျွန်တော်တို့ဘာဆိုဗောနော်အတွေ့အကြုံတွေပဲဖြစ်ခုနလို expense ကြီးကားပါတွေ cost တွေ cost structure တွေရော cost တွေဘယ်လိုအခြေအနေရှိအဲ့လိုမျိုးဟာလေးဟိုသိချင်မေးထားလို့ရတယ်ကျွန်တော်အဆင်ပြေဖြစ်လို့ဒီလို podcast video လေးတွေကျွန်တော် experience တွေပြန်ပြီးဟိုလုတ်ပေးသွားမှာဗောနော်